channel လေးနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ video မှာတော့မဆွေတို့ Telegram မှာပေါ့နော်မျိုးပုံစံလေးနဲ့ကျွန်တော်တို့ Gmail ကို2 step ခံရတဲ့ချိန်မှာကျွန်တော်တို့ phone တလုံးကနေပြီးတော့တလုံးကိုချိန်တဲ့ချိန်မှာ2 step ခံရတဲ့ Gmail ကမသိတော့ဘူးအဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာ code ကိုထည့်ပြီးတော့ကျွန်တော်တို့ဝင်လို့ရှိရင်တော့အလက်တကူဝင်လို့ရရပေါ့နော် Gmail ကမသိတော့ဘူးကိုကလည်းယူလို့အဆင်မပြေတော့ဝင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလဲကြော်ခွာသွားမလဲဆိုတာလေးကိုကြော်ဒီဗီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲတော့ ဒီမှာတော့ကျွန်တော်ကတော့မိတ်ဆွေတို့ပြဖို့အတွက်မရှိတဲ့အဲဒါဆိုတော့ဂျီမဲမရှိတဲ့ပုံစံတိုင်းကိုကျွန်တော်ဒီနေရာထဲမှာကြော်ခေါပြောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုတော့မိတ်ဆွေတို့ကြော်ခေါဖို့အတွက်ဒီနေရာဒီနေရာမှာပါတော့တော့နှိပ်မလဲဆိုတော့အဲတော့ဒီနေရာလေးမှာပေါ့နော် Canon Asset Test Email ဆိုတဲ့ဟာလေးကိုကျွန်တော်တော့နှိပ်ရမှာဖြစ်ပါတယ်။အဲကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ဆိုတော့အဲဒီမှာ Reset Login Email ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကျွန်တော် Email ကို Reset ချောက်မယ်ပေါ့နော် အဲကျွန်တော် reset ချတဲ့အချိန်မှာဘာပေါ်လဲဆိုတော့ကျွန်တော်ဒီမှာ email will be reset in 7 days ဆိုတာလေးပေါ်တယ်ပေါ့နော်ဒီမှာပါတယ် message တွေကတော့အဲ့ဒါလေးလုတ်ပြီဆိုလို့ရှိရင်9ရက်10ရက်ဆက်ပြီးမှပဲ message တွေဝင်ရမှာဖြစ်ပါတယ်ဒါကတော့ message တို့သိချင်တဲ့ဒီမှာပေါ့နော်သိတဲ့သူတွေကတော့ဒီနေ့လေးကိုကြော်ပါလို့ရပြီပေါ့နော်မသိတဲ့သူတွေကတော့ဒီနေ့လေးကိုဒီနေ့တိုင်းလုတ်ကြည့်လို့ရတယ် အဲ့တော့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်ကတော့ဒီဒီနေရာလေးတစ်ခုပြပြီဆိုလို့ရှိရင်အရင်တော့ပေါ့နော်ကျွန်တော်ကုန်းမလူပန်းနဲ့ Gmail ကိုကုန်းမလူပန်းနဲ့ TikTok account ကိုလောရင်ဝင်လို့ရတဲ့နည်းကိုပြလာတဲ့အတွက်အဲ့ဒီမှာလည်းကျွန်တော်ကတော့ another site ကိုကြော်ခွာတဲ့နည်းလေးကိုကျွန်တော်ထပ်ပြပေးမှာပေါ့လို့ကျွန်တော်ရဲ့ဗီဒီယိုနည်းကိုဆိုတိထပ်ကြည့်ပေးပါဦးအဲ့ဒါကျွန်တော် Gmail တဲ့ကိုတွားပြီးတော့ကုန်းတွေတွားယူလိုက်မယ်ပေါ့နော်အော်ကုန်းကိုထပ်လိုက်မယ်ပေါ့နော် အဲ့တော့ဒီနေရာလေးမှာမက်ဆေ့တို့က password ကိုလည်းမွေးသွားပြီဆိုလို့ရှိရင်ဘယ်လိုခေါ်လို့ရအောင်တခါလည်းပြပေးလိုက်မှာဖြစ်ပါလေအဲ့တော့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့က forget password ကိုနှိပ်မယ် forget password ကိုနှိပ်ပြီးတော့ဘာဆက်နှိပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာ reset account ဆိုတာလေးနှိပ်မယ်ပေါ့နော်ဒီမှာ reset account ကိုနှိပ်ပြီးဆိုလို့ရှိရင်မက်ဆေ့တို့ကနောက်ဆုံးကျွန်တော်တို့ account ပြန်ရဖို့အတွက်ကြံရမရတဲ့အစိုးကတော့ကျွန်တော်တို့ဒီထက်မှရှိတဲ့ကျွန်တော်တို့ရဲ့အကောင့်ထဲမှာရှိတဲ့ချက်ထားတဲ့စာတွေပြောထားတဲ့စာတွေပြီးလို့ရှိရင်ကျွန်တော်တို့ပို့ထားတဲ့ တပေါ်တွေဂရုတွေစံတော်မှတ်စုတွေပေါ့နော်ပိန်းထားတဲ့အကုန်လုံးကတော့ပြတ်သွားမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်လက်တွေ့စမ်းပြပါပေါ့နော်ကျွန်တော်ဒီမှာ reset account ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ reset account ကိုကျွန်တော်ထပ်နှိပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်အကောက်တက်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီနေရာလေးမှာမြောက်လေးကိုနှိပ်ပြီးတော့ကျွန်တော်ကောက်တယ်ပြောင်းလိုက်ပါပေါ့နော် အဲ့တော့ကျွန်တော်တို့ကောက်ထဲကိုအကောက်လေးပြုတ်သွားပြီဆိုလို့ရှိရင်ဒီအကောက်ထဲမှာပေါ့နော်ဘာမှမရှိတော့ဘူးကျွန်တော်တို့အကောက်ကတကောက်လိုမျိုးပဲအခုစင်ကားတက်ဝယ်ပြီးတော့ကျွန်တော်တို့အကောက်တက်ဖွင့်ထားတဲ့အကောက်တက်ပုံစံမျိုးပဲဒီအောင်လေးဖြစ်ဒီလိုပုံစံလေးဖြစ်နေမှာပေါ့နော်အဲ့တော့မဆူတူပါဒီအကောက်ကိုလိုချင်တဲ့ Gmail လည်းမရှိတော့ဘူး password လည်းမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ခုနကပြထားတဲ့ Gmail login ဝင်နေပုံစံနဲ့လုပ်ထားလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့က အရင်မလုတ်ထားပါနဲ့အခုလိုမျိုးလုတ်ချင်လို့ရှိရင်ကဒီနည်းလေးကိုတိုင်းကိုကျွန်တော်ကြော်ခွာလို့ရတယ်။ဒါတော့ဒီဗီဒီယိုလေးမှာတော့မဆွေတော်အကျိုးတစ်ခုရှိမှဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုမဆွေတော်ရတင်ငကြီးနေတီအောင်ရှင်းနေလို့ပြတော့အောင်အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့လေးပတ်စံကြပါစေ။ဘိုင်ဘိုင်